ပါအချစ်စစ်မှန်ဆိုပြီး အချစ်ကိုတန်ဖိုးထားအချစ်ကိုတလေးတစားနဲ့အချစ်ကိုသူတည်တနာပြုကြတဲ့ပုံကိုများစွာရှိကြပါလေအချစ်ရဲ့တဘာဝဘယ်လိုလဲဆိုရင်ဖြင့်928နဲ့ချစ်တဲ့ဂေဟတိတပေမအချစ်ပဲဖြစ်ဖြစ်1500ကိလေသာယာက အချစ်ပဲဖြစ်ဖြစ်အချစ်စစ်အချစ်မှန်ဆိုရင်ပူလောင်မှအလိမ်အညာရှိမှ ချစ်စစ်အချစ်မှန်ဖြစ်ပါလေအမေကသားသမီးကိုချစ်တဲ့အချစ်ပဲဖြစ်ဖြစ်ကိုချစ်သူကိုတကယ်ချစ်နေပြီပဲဖြစ်ဖြစ်တကယ်ချစ်ကြပြီဆိုရင်သူတို့အတွက်ဒုက္ခဆင်းရဲခံပြီးလှုပ်ဆောင်ပေးနေရတဲ့ဒုက္ခတွေကိုဒုက္ခလို့ထင်ပီတိတွေဝင်ပြီးသူတို့ကိုယ်စိတ်ဆင်းရဲမှာတွေးပူတတ်ကြတယ်မိမိရဲ့ခန္ဓာရဲ့ငကိုဒုက္ခအပေါ်မှာ အပူဒုက္ခတွေထပ်တင်ထားကြတယ်အဲဒါအချစ်စစ်အချစ်မှန်နဲ့တကယ်ချစ်နေလို့ကိုကိလေသာက ကိုကိုလိမ်နေတာညာနေတာတွေကိုမသိဘဲမင်းလုံတည်းများကြိုက်တယ်လို့ဖြစ်နေတာအဲဒါကိလေသာရဲ့အလိမ်ညာတွေပါပဲတရားစစ်ခင်သူတော်စင်အချစ်စစ်အချစ်မှန်မဟုတ်လို့တစ္ဆာမရှိဂတိမတည်တာက လိမ်နာညာတာမဟုတ်ဘူးအဲဒါစော်ကားတာတစ်ဖက်သားကိုစိတ်ဒုက္ခရောက်အောင်ဖန်တီးလိုက်တာ တဖက်သားကလည်းဒုက္ခပေးတာကိုဒုက္ခမှန်းတန်းသိတယ်။အချစ်စစ်အချစ်မှန်နဲ့ချစ်တဲ့သူကဒုက္ခကိုဒုက္ခမှန်းလို့သိကိုမသိပဲဒုက္ခလိုပဲချင်နေတယ်။ဒါကြောင့်အချစ်စစ်အချစ်မှန်ဆိုတာပူလောင်မှအလင်းအညာပါမှအချစ်စစ်အချစ်မှန်ပါ။အဲ့ဒါအချစ်ကိုဝိပဿနာရှုတဲ့ဉာဏ်နဲ့ပတ်ပါတရားချစ်ခင်သူတော်ကြီး တချစ်ကိုနှိမ့်ပင်ကညာချင်းလိုက်တာပါဘူး။ဒါကြောင့်မြတ်ဖုရားကမေတ္တံတပ္ပတကံမေတ္တံကြီးငိမ့်အေးချမ်းပြီးယဉ်ကျေးသိမ့်၍နူးညံ့မြတ်မြတ်တဲ့မေတ္တာတရားတွေတပ္ပတကံခတ်သိမ့်သောအမှုကိစ္စအလုံးနဲ့လူအပ်သောတရားဖြစ်တယ်လို့ဖုရားဟောပါတယ်။ပေမယာကတပ္ပတကံဆိုဘုရားမဟောပါဘူး။ဒါကြောင့် အနာဂါအရိယာကြီးတွေနဲ့ယဟန္တာတွေမှာမေတ္တာတရားတွေရှိပါလေအချစ်ဆိုတာမရှိပါဘူးဒါဟာအချစ်ကိုဒသနာပြုလိုက်တဲ့အချစ်ရဲ့ဒသနာအချစ်ကိုဝိပဿနာပြုလိုက်ဖြစ်ပါလေတရားချက်ကပြုတော်ခြင်း။ဤကဲ့သို့ဒသနာသံဗရာအဖျားဖျားရနိုင်စေဖို့ဒီကနေ့ညချမ်းအချိန်ခါတမရမှာအများတသိန်းကိုတရားအတင်းရအောင်ဟောဖို့ပြမယ်။ မန္တရမာလဓမ္မသဘင်တို့နှလုံးသားကိုအလှဆင်ဖို့တရားများကြွရပွားမည်အကြောင်းလီလီစားစားကာရဝတရားနှင့်ဖိကြအပ်ပါသည်တရားချစ်ခင်သူတော်စဉ် ဗုဒ္ဓသာသနာစိရတိဋ္ဌတုတတ္တမော